မင်္ဂလာပါရှင် Voice of Revolution တော်လန်တန်သတင်းစာမျက်နှာမှနှုတ်ခွန်းဆက်သပါရယ်မေလ10ရက်နေ့အတွက်တော်လန်သတင်းတွေကိုကြီးညာပေးပါတော့မယ်ကျမတော့ခင်ဆောင်းအောင်ပါရှင်တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်ခြေဆိုင်တက်မာလေးလက်အောက်ခံ KNL တရင်စတိစိုးမိုးထိန်ချုံနေမြမှာတိုက်ပွဲတွေအတွင်စစ်ကောင်စီတရင်မူဒုတရင်မူဒုဗိုလ်မှုအပါဝင်150ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ ခရောင်းတမအထုစစ်ကြောင်းကထုတ်ပြန်ပါတယ်။ကရန်နယ်တရင်စစ်တပ်စိုးမိုးထိန်ချုပ်နေမြေတိန်ခွန်းမော့တောင်နေဆက်ကုံတော်ရေးလမ်းမိုက်မှာဒီဇင်ဘာ28ရက်နေ့ကနေမေလ6ရက်နေ့အထိစစ်ကောင်စီစစ်ကြောင်းထုတ်လာရာကရန်နယ်ပြည်ပမှာမိတ်တပ်ဖွဲ့တွေနဲ့နေစဉ်လိုလိုတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအကြိမ်ရေပေါင်းအကြိမ်တရာထက်မနည်းဖြစ်ပွားခဲ့ရာစစ်ကောင်စီဘက်ကကြာဆုံးထိခိုက်သူ150ဦးအနက် တယမှုတူဒုတယမှုတူဒုဘုံမှုတူကိုရှင်းလင်းသုတ်တင်နိုင်ခဲ့တယ်လို့ဆိုပါရယ်အဆိုပါနှစ်ဖက်တိုက်ပွဲလေးလာကျော်ကာလအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးတို့ဟာ KNL ပူပေါင်းမဟာမိတ်တပ်ဖွဲ့ Black Cobra စစ်ကြောင်းထံလက်နက်နဲ့အတူပြည်သူရင်ခွင်ခုလုံလာခဲ့တယ်လို့သိရပါရယ်အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား12ဦးအနက်ခမရ431ကစစ်သား3ဦး MA1 3လက် ခမရ283မှ3ဦး MA1 2လက် ခလာရစခွန်မ6ဦး MA1 လေးလက် MA2 နှစ်လက်လက်ပြဘုံ6လုံးနဲ့အလင်းဝင်လာတယ်လို့သိရပါတယ်။ဗပြောင်းခလုံးလာသူတွေကိုတရင်စစ်တရင်မှုကစုချင်းငွေအဖြစ်တဦးလည်းငွေကျပ်သိန်း90စီအတိအသီးဂုံပြုတ်ချင်းငင်ပေးရခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီအနေဖြင့်ပြည်သူလူထုများအပေါ်မှာ အတင်းအဓမ္မဖန်စီပေါ်တာဆွဲမတရားစစ်မှုထမ်းခိုင်းမှုများအပေါ်မိမိအနေဖြင့်လွန်စွာစိတ်မချမ်းမြေ့ဖြစ်မိကြောင်းနဲ့ ဗတ်ပြောင်းခလုံးသူများကိုမိမိတို့တော်လိုင်းဖွဲ့စည်းများအနေဖြင့်နှွေးထွေးစွာကြိုဆိုလျက်ရှိပြီးခလုံးလာသူများကိုမိမိတို့စန္ဒအတိုင်းစောင့်ရဲ့ပေးမည်ဖြစ်ကြောင်း KNL တရင်စစ်တရင်မူဗိုလ်မှူးကြီးစောကလေးကပြောပါတယ်ရှင်မြိတ်ခရိုင်တနင်္လာရီကစစ်ကောင်စီရှေ့တန်းစခန်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ကဗုံးမှုမြဝင်းအပါအဝင်စစ်ကောင်စီတပ်သား20ဦးသေဆုံးပြီ ကိုအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းတနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကထုတ်ပြန်ပါတယ်။တလိုင်းပေါပေါင်းတပ်တွေဟာကျွန်းစုနှင့်တနင်္လာရီမြို့နယ်အဆက်ရှိဝါရဲရွာမှာအခြေဆိုင်ထားတဲ့အင်အား60ကန်းရှိဝါရဲပိန်တော်ပြင်စစ်ကောင်စီတပ်စခန်းကိုမေလ6ရက်နေ့မနက်9:00နာရီကျော်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ဗိုလ်မှူးအပါအဝင်20ဦးသေဆုံးကြောင်းဗိုလ်မှူးနာရီကိုတော့ကံဖျားရက်ွက်ရက်သိပ်ပံလက်မှလုံနေကြောင်း အတော်ဆိုးတဲ့ဗိုလ်မှူးဖြစ်ကြောင်းတနင်္လာနေ့မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတာဝန်ရှိသူတို့ကမီဒီယာကိုပြောပါတယ်။ဝါရီပိန်တော်ပြင် ရှေတန်းစခန်းကို စစ်ကောင်စီကလက်မလို့ရဖို့လေကြောင်းရေကြောင်းကနေပြီးအပြင်းထန်ခုခံကာကွယ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့စစ်ကောင်စီတပ်တွေစခန်းဆုတ်ခွာထွက်ပြေးသွားကြပါတယ်။အထည်နာသွားတဲ့စစ်တပ်ဟာဒီကနေ့မေလ၈ရက်နေ့မနေ့ရှင်းနိုင်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဇဝဲရွာအခြေဆိုင်ခလာရ966တရင်က လက်နယ်ကြီးနဲ့လှမ်းပစ်တာကြောင့်ရန်ဖုံရွာရှိနေအချို့လက်နယ်ကြီးကြီးထိမှန်မီးလောင်ခဲ့ပြီးပြည်သူအချို့လည်းထိခိုက်ဒဏ်ရာရထားတယ်လို့သိရပါဗျ။ဝါရရွာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဒီကနေ့မင်းလာရှင်းနေမှာတော့အင်အားအလုံးရင်နဲ့လက်တိကျေးရဘက်ကဦးတည်ပြီးစစ်ကြောင်းထိုးလာနေတာကြောင့်တော်လရင်တတွေနဲ့နှစ်ဖက်စည်ရစ်တင်းမာနေတယ်လို့သိရပါဗျ။အဆိုပါတိုက်ခိုက်မှုကို တနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖော့မြိတ်ခရိုင်တည်ရင်းနှင့်ကျုံးစုပကဖော့ တိုင်းပခဘာတို့မှပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ရှင်။ကမ္ဘာနိုင်ငံကြီးစနိုင်ငံမှာကိုယ်စားလှယ်တွေခန့်ထားရှိပြီးဖြစ်တယ်လို့အန်ယူဂျီနိုင်ငံကြားရေးဝန်ကြီးဌာနကဒီနေ့ထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကလင်းနေအတွင်းနိုင်ငံကြားရေးနီလန်အယလုပ်ငန်းတာဝန်တွေကိုထိရောက်စွာထမ်းဆောင်နိုင်ရေးအတွက်အာဆီယံ၊ဩစတြေးလျ၊ချက်၊အိန္ဒိယ၊ဂျပန်၊တောင်ကိုရီးယား၊နော်ဝေး၊ပြင်သစ်၊ဗြိတိန်စတဲ့နိုင်ငံတွေမှာ အန်ယူဂျီအစိုးရရဲ့ကိုယ်စားလှယ်တွေခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ဆိုပါရယ်၂၀24ခုနှစ်ဇွန်လမှာအန်ယူဂျီအစိုးရဟာတီမောဒီမိုကရက်တစ်သမတနိုင်ငံဒီလီမျိုးတော်မှာပြည်တော်စုသမတမြန်မာနိုင်ငံတော်တန်တမန်ဆိုင်ရာရုံးကိုစတင်ဖွင့်လှစ်ခဲ့ပြီးဒုတိယအကြီးကတူခန့်အပ်ထောင်ဝင်ပေးခဲ့တယ်လို့သိရပါရယ်အမေရိကန်ပြည်တော်စုဝါရှင်တန် DC မှာလည်းအန်ယူဂျီအစိုးရရဲ့နိုင်ငံကြားရေးဝန်ကြီးဌာနရုံးကိုဖွင့်လှစ်နိုင်ခဲ့ပြီးကုလသမဂ္ဂစာမျက်နှာမှာလည်း လသမကဆိုင်းယားမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်တမ္မတ်ကြီးဦးကျော်မိုးထွန်းကဆက်လက်ကိုစားပြွင့်ရရှိခဲ့ပြီးဖြစ်တယ်လို့ NUG ကပြောပါတယ်။ဒါအပြင်မြန်မာပြည်သူလူထုရဲ့စစ်မှန်တဲ့အတန်ကိုကိုစားပြုကနိုင်ငံတကာရေးဝန်ကြီးဌာနရဲ့ညီမချက်တွေအောင်မြင်ရေးအတွက်သဆိုင်ယားအဖွဲ့အစည်းနိုင်ငံအသီးသီးနှင့်အမဲမပြတ်ထိတွေ့ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။အခုနားဆင်ခဲ့ရတဲ့သတင်းတွေကတော့ Voice of Revolution Live News ရဲ့နေ့စဉ်သတင်းလေးဖြစ်ပါတယ်။ကြည့်ရှုနားဆင်ကြတဲ့တော်လံပြည်သူအားလုံးဘေးပြာဝေးကွာကြပါစေရှင်။